โอเคအားလုံးဝမင်္ဂလာပါခင်ဗျာကျွန်တော်ဂျာကောင်းနေမယ်တော့တချင်းလေးရတခုလေးရကောင်းမလေးကိုအမြန်လွတ်လိုက်ဆိုတော့ကောင်းမလေးကိုလွတ်လိုက်ဆိုတော့အဲ့ဒါကိုအဲ့ဒီဟာတချင်းလေးကိုကြားဘူးကြတော့အဲ့ဒါလိုက်ရှာရင်းနဲ့နော်ဒေါ်စီကြတော့အဲ့လိုပြောလို့ရတယ်မရင်ကြီးရကြမှာကြလို့မပြောချင်တယ်လေအဲ့လိုမပြောဘဲနဲ့နော်အဲ့ဒါနဲ့ဆိုတော့အခုကျတော့လက်ရှာရင်းထဲမှာတက်တဲ့ဆိုင်ကြီးကဒီမှာလာတွေ့တယ်เนาะဒါလေးရင်နှန်းအောင်ရအောင် နော်ဒါကုဇာနာရဲ့နော်ဇက်ဟုတ်ပြီနော်ကုဇာနာပြောထားတဲ့ဟာလေးဟဲ့လို့ဟာဟာတိဟာခင်ဗျားလည်းမသိကြအောင်ဆောင်ရည်သူပြောပြီးထွက်တာဘာမှလည်းမသိဟုတ်လားနောက်တည်းရရောက်တော့မင်းပြောရောက်အဲ့ရတူတူဟာကုဇာနာအဲ့ခံရှီလမိုက်တယ်ကွာတိရန်ခဏခဏတက်ကောင်းလေဟာမသိလားဘာကြည့်လို့ရလဲတတိယနှစ်နှစ်ရ၃နှစ်ရ၆နှစ်ရတော့ဖြစ်သွားတော့မှသဘောကပေါက် သူကကောင်းမလေးကိုလွတ်လိုက်လို့ပြောတဲ့စကားအဲ့ချိန်မှာအန်တီဂျော်ဆန်းသူစီကဖန်ခံနေရတာဟုတ်ဟုတ်ပြီနော်ဒါမဲ့ကျွန်တော်တခုလို့ရသွားလေးငနဲ့တခုရသွားတကယ်ချင်းနေပြောပြန်ပြောရအောင်ငါတို့နေသွားတော့ကွာအဲ့ဒီလိုလိုပဲဖြစ်တယ်လူရကကောင်းမလေးကိုလွတ်လိုက်အရာတော်ကြတယ်ကျွန်တော်တကယ်ချင်းနေရပညာတော်ကြတယ်သူတို့တက်ကားထဲမှာဆိုင်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 အဲ့ဒီအခန်းကိုထည့်ရတာပဲ။အေးရကံမောင်ပေါ်တက်သွားတယ်ကောင်မလေးကိုတက်လိုက်တယ်။ ဈေးလေးကလည်းကောင်းမလေးကိုလွတ်လိုက်အရေးဆိုင်ရောက်လည်းကောင်းမလေးကိုလွတ်လိုက်ပဲတဖြည်းဖြည်းနဲ့စင်စားကောင်းနဲ့တတ်ပေါက်လာတယ်စင်စားပြီးရတတ်ပေါက်တော့သူကကြည့်လာရင်လည်းမဟုတ်ဘူးကောင်းတယ်ကမင်းလုံနေတာကောင်းမလေးကိုလွတ်လိုက်သလားစင်စားအဲ့မှာ၄မြင်းဆောင်၂000ပြည့်မှတ်မှတ်ရရအဲ့စာရွက်နဲ့ထုတ်ကြည့်ညာရုပ်ရှင်ဇာတ်ကားများတွေကောင်းမလေးကိုလွတ်လိုက်ဘူးလို့သကထဲ့မပြောရင် ဆွဲရောဆိုတော့အယုံလက်ကလည်းယုံလက်ကလည်းလို့တော့လူမှုကအိုက်ရှိရတယ်ဖြတ်အဲ့နာလေးရောဆွဲနေအောင်မြင်ရတယ်ဆိုတော့ခေါင်းလေးကသူ့အကုန်နဲ့ထွက်သွားတော့မလေးကဟိုးကိုဟိုးကိုကျွန်တော်ကယ်ဦးလေကျွန်တော်ကယ်ဦးလေဆိုလားပေါ့လူမှုကပြန်လှည့်လာနေငါကယ်တော့ကယ်ခြင်းနဲ့ဟာကောင်းမလေးကိုလွတ်လိုက်လို့ငါပြောလို့မရဘူးဟာ တိတ်ကကြကြ။အဲ့ဒီအချိန်အဲ့ဒီခါကာလတုန်းကကျွန်တော်တို့မှဒီစကားတွေကိုခုပြောသလိုပြောခွင့်ရဖို့မရ။ဟုတ်ပြီနော်။အဲ့ဒါတော့ဒါလေးကကျွန်တော်တို့ပြန်ပြီးတော့အကြည့်ပြန်ချက်တာဗျာ။နော်အကြည့်ပြန်ချက်တော့ဆိုတော့လေအဲဘယ်လိုတွေဖြစ်မလဲဆိုတော့နော်ဒါလေးကိုနည်းနည်းလေးပါဒီနေ့ဟာပြောကြအချိန်ကတိတ်မများပါဘူးဟမ်ဒီမဲ့ ါပဲကျွန်တော်ပြောချင်တာဒါပဲဒေါ်စုကိုအမြန်ထွက်လိုက်နော်ပြန်ထွက်လိုက်နောက်တစ်ခေါက်ပြန်ထွက်လိုက်နော်အထဲမှာ तू ဒေါ်စုနဲ့ဒေါ်အောင်ဆန်းစုကြည်သာအထဲမှာတစ်ခုဖြစ်သွားရင်နော်88တို့နော်88လုံးပေါ့လေ27ခဏအာနာသိမ့်ပြီးတော့ဖြစ်တာတွေကပို့ဆိုးမယ်နော်နော်ပြူတွေခင်ဗျထိနေမှာမဟုတ်အောင်ကြွတ်တက်လာမှာနော်မြို့ပေါ်ကလူတွေကပို့တက်မှာနော် မြို့ပေါ်ရမြို့ရွာရရမြို့နယ်ရရအကုန်လုံးဒီပိုင်းနဲ့တက်ခဲဘာလို့မလဲနော်ပြည်သူတွေကိုသွားပြီးတော့အဲ့လိုခဲနိုင်ကျင့်မယ်ဆိုတော့လက်နဲ့နဲ့ဆိုနိုင်ကျင့်မယ်ထင်လားရရလိုက်မယ်ထင်လား ဟမ်ပြည်သူတွေကလည်းလက်လက်ရှိနေပြီသားဗျခင်ဗျားတို့နောက်ကနေဝင်းစော်သွားမှာရှေ့ကပြည်သူကိုလက်လက်မဲ့တဲ့ဆန္ဒပြတဲ့ပြည်သူကိုခင်ဗျားတို့လှုပ်နေတော့ကိုဂျွေနေတော့ကိုနောက်ကနေပြီးတော့မှခင်ဗျားလက်ပြပုံရင်နဲ့အကုန်ထုသွားမှာခင်ဗျားတို့နော်တဲတဲ့နဲ့အကုန်အပြစ်ချသွားမှာခင်ဗျားတို့နော်ခင်ဗျားတို့ဒုက္ခရောက်မယ်နော်အဲ့တော့ခင်ဗျားတို့အပြစ်မခံတဲ့အဲတောင်းအောင်ဆန်းစုကြည်တခုဖြစ်သွားရင်အဲကြောင့်မဖြစ်ခင် တိုင်းပြရနာလာပါကြီးဗျာခဲတော့တေမထူးနေမထူးဆိုပြီးလုံနေကြတာလားဗျာဟမ်ခဲတော့ဘလောက်နေနိုင်မလဲဟမ်ငါးနှစ်နေမလားဆယ်နှစ်နေမလားနေသွားရင်ပြည်သူတွေအကုန်တက်လို့တော့မရဘူးဗျာခဲတို့တွေကအသက်ကြီးသွားမှလည်းခဲတို့ကခဲတို့တိုင်းပြရချွတ်ချုံကြသွားမှာပဲနော်ဟုတ်ပြီနော်ခဲတို့အဲ့ဒါအဲ့ချိန်ကျရင်ခဲတို့ရှုံးသွားတယ်ဆိုလိုက်ရင်မလွယ်ဘူးနော်ခဲတို့နော်အဲ့တော့ဒီချိန်မှဒီချိန်မှလုတ်တော့ဒေါ်စုတစ်ခုဖြစ်ရင်အစိုးရဌာနတွေနဲ့ နော်နည်းနည်းကမှရှိရဲ့အစိုးရဌာနတွေအားလုံးကိုပြည်သူတွေကဝင်စည်းမယ်ဗျာကဲဗမာတန်ယုံတွေကိုလူအုပ်ကြီးတွေကနေပြီးတော့နော်နိုင်ငံကမှအခုကအကုန်ဗမာတွေရောက်နေတာဗျာနော်လူအုပ်ကြီးတွေကနေပြီးတော့မှခဲတန်ယုံတွေဝင်သိမ့်မယ်ဗျာဘာကြံတော့လဲခဲစေအုပ်ချုပ်ရေးပြိုကျသွားမှာပဲနော်အဲ့တော့အချိန်ဆွဲနေတဲ့ခဲတို့ဘုရား ကိုတော်ကလည်းမင်းရတာပဲဗျာကိုေးတော့လက်မဆန့်မီဆန့်တော့လက်မကွေးမီဟုတ်လားတခုဖြစ်သွားနေတယ်ဘယ်သူဖြစ်ဖြစ်ခင်ဗျားတို့ဖြစ်သွားလို့တော့ကိစ္စမရှိဘူးဗျာနော်ဒေါ်စုသာတခုဒေါ်အောင်ဆန်းစုကြည်သာတခုဖြစ်သွားတယ်ဆိုရင်နော်ဒုက္ခရောက်နေမယ်ခင်ဗျားတို့အဲ့တော့ဒေါ်အောင်ဆန်းစုကြည်ကိုလှုပ်ပြီးငြင်းညာရေးဆွေးနွေးကြဒီချိန်ကခင်ဗျားတို့ဟိုဘက်ကလည်းလုံးဝမနိုင်သေးဘူးပြည်နယ်တွေကတော့နိုင်သွားပြီဗျာခင်ဗျားတို့နိုင်နေပြီ ဗမာပြည်မကြီးမှာခဲရိုးမနိုင်သေးဘူးယာ NUG ကလည်းအခုကတော်တော်လေးအသုံးမကျဖြစ်နေတယ်အဲ့လိုအချိန်မှာခဲရိုးနော်လူတွေလည်းဒုက္ခရောက်လာပြီးစီးပွားရေးလည်းထိခိုက်ကြပြီးလူတွေလည်းတေးရဲ့လူတေးဖန်ခံလူဖန်ခံကနော်မြို့ပြက်ရွာပြက်နဲ့ဖြစ်နေကြပြီးနော်ခဲရိုးဒါညဉ့်ညံရေးဆွေးနွေးဖို့အချိန်ရောက်ပြီဗျာနော်ပြည်နယ်တွေကိုခဲရိုးဗျာ ဖက်ဒရယ်ဒါဖက်ဒရယ်ဒီမိုကရေစီပေါ့ရပေးမယ်ဒီမိုကရေစီအရဒါနောက်ပြီးတော့ငါတို့ဆက်လုပ်မယ်ဖက်ဒရယ်ကိုမင်းတို့ပေးမယ်ဒီမိုကရေစီလည်းပေးမယ်เนาะဗမာတိုင်းနေရောဒီရုပ်နဲ့ကြမ်းဖို့ခဲတို့တွဲပြီးတော့ဒေါ်စုကိုလွတ်ပေးပြီးတော့ညှိဗျာခဲတို့ရွက်ောက်ပွဲတွေလုပ်နေခဲနိုင်မှာလည်းမဟုတ်ဘူးဗျာညစ်မှာပဲရမှာပဲဟိုခဲတို့ရှုံးသွားရင်တစ်ခါပြန်ဖမ်းလိုက် ်ပြအာနာသိန်းနိုင်ဒါပဲလုပ်လို့ရမှာခင်ဗျားတို့ကျွန်တော်အစိုးရကပြော2012တကကျွန်တော်ခင်ဗျားတို့ပြောတယ်နော်အဲ့တော့ဘာသာရေးလူမျိုးရေးတွေအထီးယုံနေမလုပ်ပါနဲ့ပြောတာကျွန်တော်ရိတ်ထားတာရှိတယ်နော်ကျွန်တော်ထပ်လဲလဲပြထားပြီးကျွန်တော်ပြန်ပြမယ်ပြီးရင်ကြာရနော်ခင်ဗျားတို့ဟုတ်ပြီနော်အဲ့ဒါတော့ ခင်ဗျားတို့အဲ့ဒီဟိုကတွေကမလုတ်ပါနဲ့ပြောတာပေါင်းပြီးတော့အုတ်ချုပ်ပါခင်ဗျားတို့ငါးနှစ်အုတ်ချုပ်အုတ်ချုပ်နှစ်ဘက်ပေါင်းပြီးတော့၁၀နှစ်အုတ်ချုပ်အုတ်ချုပ်နော်ကိစ္စမရှိဘူးကျွန်တော်တို့တွေကပြည်သူတွေကကိစ္စမရှိဘူးကြာတိုင်းပြည်ကောင်းလို့ရင်ပြီးရောအခုကြမဟုတ်ဘူးကြာတကူကောင်းဆံပြီးတော့ကလေးဆံပြီးတော့ဒါဒီငမ်းငမ်းမနိုင်ရင်ပွဲဖြစ်မယ်ပဲဒါပဲလုပ်နေတာအခုတော့ပွဲလေးကိုပါရဘူးဆိုလုပ်နေတော့နော် နိုင်ငံရေးလှုပ်ရှင်တဲ့စစ်မှုထမ်းတွေတက်ကထွက်ကြက်ဖို့တဲ့ဝင်နိုင်ငံရေးလို့စစ်တပ်ကစစ်တမ်းရပြန်အရသာကဝေးယုံကြီးအောက်မှနေဟုတ်ပြီနော်အဲ့ဒါနဲ့နော်လူနာလေးလာနေပြီကျွန်တော်လည်းစကားအများကြီးပြောလို့မရဘူးတကယ်လို့ဝိုင်းပြီးတော့၃နှစ်အတွင်းဖွဲ့စည်းပုံအခြေခံဥပဒေဆွဲနော်၃နှစ်အတွင်းအခြေခံဥပဒေဆွဲ၅နှစ်ပေါ်ပြခဲလို့အုပ်ချုပ်နေတဲ့ချိန်မှာပြည်လုံးချင်းဆန္ဒခံယူပွဲလုပ်နော်၅နှစ်အကြာအကြာမှရွေးကောက်ပွဲလုပ်နော် ဟုတ်ဘူးလားအဲ့ဒါမျိုးလောက်ရမှာဟုတ်လားဒီကတော့ကိုဇာကနာဟာနဲ့ပြောပြီးပြီဒီကတော့ဘာလဲဆိုတော့ဒီဒီရုပ်ရှင်ကနော်ဟောဒါမဟုတ်ဘူးဒါမဟုတ်ဘူးဒါကြည့်ကြည့်ရမို့ဒီက ုတ်ပြီနော်ဒါလေးနည်းနည်းလေးလှုပ်ရရအော်ဒါပြိပိတ်ထားတာဗျာပဲလှုပ်ပြီးရတော့ညဆို 那搞绿色嘞，你搞嘛绿色想想上那家搞绿色一片。